တော့ကျွန်တော်မိတ်ဆွေတွေအကုန်လုံးဝင်ကျွန်တော်တို့ ဒါအချို့ကနည်းနည်းကျွန်တော်ထွက်ပြီးပေါ့နော်အချို့ကနည်းနည်းထွက်ပြီးဆိုတော့ကျွန်တော်ဇာတိသမားတွေဇာတိသမားတွေကိုကျွန်တော်ပေးထားတဲ့တုံညာတစ်လုံးနဲ့ထွက်ပြီး6ခု8ခုခွေဘူးကလည်းကျွန်တော်တို့ဒါထွက်ခဲ့ပြီးပေါ့နော်အကုန်လုံးထွက်ပြီးမထွက်သေးတာဆိုလို့ကျွန်တော်တို့အဲ break 9ပေါ့နော်9 break တစ်ခုရှိမယ်ပြီးတော့ကျွန်တော်ပေးထားတဲ့3ခုပေါ့နော်အဲတစုံကစားရတဲ့3ခုပတိတစုံရှိမယ်ဒီနေ့တနေ့ကုန်နောက်ဆုံးပါပဲနော်ဒီနေ့တနေ့ကုန်နောက်ဆုံးကစားပြီးပြီဆိုတော့လည်း3ခုကဒါ chain တွေထွက်လာမှလို့လည်းယူဆတာဖြစ်တယ်လို့ပြီးတော့ထွက်ပြီးဆိုရင်လည်းကျွန်တော်တို့နားပါနော်နောက်ထပ်ခြာလာ race တောက်ကြမှာကျွန်တော် ော်ဘာနဲ့ဘယ်လိုကစားပြရမလဲဆိုတော့ကျွန်တော်ထပ်ပြီးကျွန်တော်ပြောပြပေးသွားပါမယ်အခုလက်ရှိမှာကတော့ကျွန်တော်ဒီနေ့အတွက်နေတိုက်လေးနဲ့ကျွန်တော်ပြောပြသွားမယ်အပူတော်တော်လေးကိုနီးနေပြီလို့ကျွန်တော်ကတော့ယူဆတယ်အဲဒါအပူဒီကျွန်တော်တို့ ਨੇ တော်တော်လေးကိုဒါမနေ့တုန်းလေးကတော့မှကျွန်တော်ဒါညနေပိုင်းလေးရတာအပူကိုကျွန်တော်မှန်းတာပေါ့နော်6ပလိန်သားမှာအပူရှိတယ်အပူဒီ6ပလိန်နဲ့ပဲကတ်နေတယ်လို့ကျွန်တော်ပြောတယ်3 4 6ကိုခွေဘူးလာပြီဆိုရင်လည်းဒါအပူလာတတ်တယ်ပေါ့နော်အခုကအချိုကလန်းဒီ3 4ဆိုတာဖြစ်တာဖြစ်တယ်တော့ အဲသူကအပူးနဲ့တော့သူကကြပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီ၃လေးရှိခိုးရတာအပူးကိုခေါ်လာတာဆိုတဲ့အတိုင်းပဲသူကငငအပူးနဲ့ချိုးကနေကိုကျွန်တော်တို့ကွက်တီတာကတ်ပြီးတော့လာတယ်သို့တော်လည်းပဲဖမ စိမ်မူပါနဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တခြားအပူကတော့ဂျင်းတွေဒီတပတ်မှာဂျင်းတွေထွက်ကုန်ထွက်မှာပါနော်အပူကိုဇာတို့လိုက်လို့ရပါတယ်အပူလိုက်မယ်ဆိုတော့မိတ်ဆွေတွေကအပူကိုပဲထိထိမိမိကစားပါ channel လေးလည်း subscribe လုပ်ထားပြီးတော့ like and share လေးနဲ့ကူညီတော့ပေးကြပါအောင်နော်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဒီချိန်ပေါင်နှုံးနဲ့ကျွန်တော်ကူညီပေးနေတာမနေ့ကတော့ဒါကျွန်တော်ပွင့်လင်းပြောမယ်မနေ့တုန်းကတော့ကျွန်တော်တို့တွေဒီဒါဘလို့လူတွေပဲရမလဲဆိုရင်တုံညာပတ်တီတမားလိုက်တဲ့လူတွေကျွန်တော်ဒါပေါက်လိမ့်မယ်တုံညာပတ်တီလိုက်တဲ့လူတွေပဲကျွန်တော်တို့ဒါပေါက်လိမ့်မယ်ပေါ့နော်မနေ့တုန်းကတော့ဒါ ဟိုတစ်ချိန်ကတော့ရလိုက်မယ်ဗောနော်နေလိုက်သမားတွေတော့ကတော့ကျွန်တော်လွှဲသွားတယ်နေလိုက်သမားတွေကိုကျွန်တော်30ဆိုတဲ့ခန်းကကျွန်တော်မပေးထားမိဘူးခမကဲဒီနေ့တော့ကျွန်တော်မိတ်ဆွေတွေအကုန်လုံးကိုကျွန်တော်ပြောချင်တာကအဲဒီ30ဆိုတဲ့ခန်းထွက်ပြီဆိုရင်ကျွန်တော်တို့ဒီဂျိန်းတွေပြန်ပြီးတော့ထိုးရမယ်ခန်းက တကွာကောင်းရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ပြောပြပေးသွားမယ်အဲမဲ့ဆိုလို့ဗီဒီယိုလေးဆုံးအောင်ကြည့်သွားပြီးလို့ရှိရင်တော့ channel လေးကို subscribe လုပ်ထားပါဘေးနားခေါင်းလုံးလေးနှိပ်ပြီးတော့မိတ်ဆွေတွေအမြဲတမ်းဝင်ကြည့်ပါကျွန်တော်မှန်ပါပါညာလည်းအဲ့လိုမျိုးမခေါ်ပါဘူးနော်မိတ်ဆွေတွေပေါက်စေခြင်းနဲ့အောင်စေခြင်းနဲ့ရစေခြင်းပါတယ်အဲမွေးကနန်းကိုလည်းကျွန်တော်ချပြထားတယ်69မွေးကနန်းနဲ့ဒီ69မွေးကနန်းနဲ့29မွေးကနန်းပေါ့နော်အဲ69မွေးကနန်းက ထိုင်ဝမ်မှာသူကဟိုနေရတော့ကထွက်သွားတယ်ဗောနော်ဒါမဲ့လေမွေးစရာရှိတာတော့မွေးပါအောင်เนาะဘာဖြစ်လို့လဲဆိုတော့ဗရိတ်ငါးကိုကျွန်တော်ကဖန်တနာဖြစ်တဲ့အတွက်ငါးဗရိတ်နဲ့အတူဒီ69ဆိုတဲ့ခဏကျွန်တော်ကြာလာမယ်လို့ယူဆတယ်ဒီနေ့အတွက်တခွက်ကောင်းကိုကျွန်တော်ပြောပြသွားပါတော့မယ်ဒီနေ့အတွက်တခွက်ကောင်းကတော့96ဆိုတဲ့ခဏဗောနော်ဒီနေ့နေုံထိုးပြရမယ်အဲ့တော့69092ဆိုတဲ့ခဏကတော့ဘာပဲထိုးလို့မဖြစ်မနေထိုးပါ69092ဗောနော်ဗရိတ်ချုပ်မယ်ဆိုတဲ့မိတ်ဆွေတွေက9ဗရိတ်ချုပ်ဖို့ရှိပါတယ်3ခွန်အထိနဲ့ပဲကျွန်တော်တို့ကစားလို့လည်းရပါတယ်နော် ကဲအားလုံးပဲတိတိမိမိပေါက်ပါစေအောင်ပါစေရရပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် channel လေးလက် subscribe လုပ်တာပါ like and share လေးတွေနဲ့ကူညီတော့ပေးကြပါဦးနော်